ပရိသတ်ကြီးအားလုံးပဲမင်္ဂလာပါဒီနေ့မှာတော့ကျေပြန့်နေတဲ့ကပတ်သမိုင်းစာမျက်နှာလေးကလူတီနေပြီးစိတ်ဝင်စားစရာကောင်းတဲ့အချက်တွေကိုတည်ဆပ်ပေးမှဖြစ်ပါတယ်ကပတ်သမိုင်းနဲ့ပတ်သက်ပြီးလူတီနေတဲ့အချက်များအပိုင်းတစ်ကိုတည်ဆပ်ပေးမှာပါအဟောစရာကောင်းတဲ့အကြောင်းလေးကဘာတွေဖြစ်မလဲဆိုတာကိုဆက်လက်ရှင်းပြလိုက်အောင်နံပါတ်1ကလီယိုပက်ထရာနဲ့ညီကိုနေအောင်ပထမဆုံးအနေနဲ့ပြောပြချင်တာကတော့ နမကျော်အီဂျစ်ပြည်မှာဂလီယိုပက်ထရာအကြောင်းမှာလူအများစုကသူ့ရဲ့အချက်ဇာလန်းတွေနဲ့နိုင်ငံရေးပါနတ်မှုတွေကိုသိကြပါပါဒါပေမဲ့အတော်များများမသိကြကဂလီယိုပက်ထရာကသူ့ရဲ့ညီကိုနှစ်ယောက်နှစ်ယောက်စလုံးကပါလက်ထပ်ခဲ့ရဲဆိုတဲ့အချက်ပါပဲအီဂျစ်ရှေခရဲ့ဂလီထုံးတဲ့အရာအမျိုးသမီးတဦးတည်းတိနှံကိုအုပ်ချုပ်ခွင့်မရှိရာကြောင့်ဖြစ်ပါတယ်စိတ်ဝင်စားစရာကောင်းတာကဒီညီကိုနှစ်ယောက်စလုံးမှာနောက်ပိုင်းမှာဂလီယိုပက်ထရာရဲ့လက်ချက်နဲ့ ကွယ်လွန်ခဲ့တယ်လို့သမိုင်းမှတ်တမ်းတွေကဆိုထားပါတယ်။နံပါတ်1ယောမာကစ်ဂလာဒီရီတာချွေးပြနောက်တစ်ချက်ကတော့ယောမာကစ်ကဒူကြိုက်များလာတဲ့ဂလာဒီရီတာတွေအကြောင်းပါပဲ။သူတို့ရဲ့တတိရှိရှိတိုက်ခိုက်မှုတွေကြောင့်ပရိသတ်တွေရဲ့ချစ်ခင်မှုကိုရရှိခဲ့ကြပါတယ်။ဒါပေမဲ့ဒူတင်နေတဲ့အချက်ကတော့ဂလာဒီရီတာတွေကအထူးသဖြင့်ချမ်းသာတဲ့ယောမာအမျိုးသမီးကြားထဲမှာရေပန်းစားခဲ့ကြပြီးသူတို့ရဲ့ချွေးနဲ့အညစ်အကြေးတွေပေါ် အလောက်ကုန်ပစ္စည်းအပြင်အသုံးပြုခဲ့ကြနေဆိုတာပါပဲ။ Arena မှာတိုက်ခိုက်ပြီးရင်တော့အဲ့ဒီအမျိုးသမီးတွေဟာသူတို့အကြိုက်ဆုံး Gladiator ရဲ့ကျွေးတွေကိုချက်ယူပြီးအသားအရည်အတွက်အကောင်းဆုံးအရာအဖြစ်သဘောထားခဲ့ကြပါလေ။တော်လေးထူးဆန်းနေမဟုတ်လား။နံပါတ်3ကတ်ချက်ကိုဆေးဝါးအဖြစ်ရောင်းချခဲ့ခြင်း။အခုပြောပြမယ့်အချက်ကတော့ကျွန်တော်တို့အခုစားနေတဲ့အစားအသောက်တွေပတ်သက်ပါလေ။အဲ့ဒါကတော့ကတ်ချက်ပါပဲ။ ဟုတ်ပါတယ်ခေါင်းစဲကျော်တို့ကျော်ကျော်တို့နဲ့ဒရပ်ဖတ်စားသုံးလိရှိတဲ့ကတ်ချက်ကို1830ပြည့်နှစ်နှစ်ဒီကေကဝမ်လျှော်ခြင်း အစာမကြေခြင်းအတဝါစတဲ့ယောဂါတွေကိုကုသပေးနိုင်တယ်ဆိုပြီးဈေးဝအဖြစ် ရောင်းချခဲ့ကြပါတယ်အခုလောဒူချိုင်များတဲ့အစာတော့ဆော့အဖြစ်ရောက်ရှိလာဖို့နောက်ပိုင်း1900စုနောက်ပိုင်းမှသာဖြစ်ပေါ်လာခဲ့တာမှာနံပါတ်၄နပိုလီယံကိုဂျွန်အိုဂျီတိုက်ခိုက်ခဲ့ခြင်း နောက်တစ်ရေစရာကောင်းတဲ့သမိုင်းအချက်အလက်တစ်ခုကတော့ကီတစ်အေဂရစ်နပိုလီယံဘူနာပတ်နဲ့သက်ဆိုင်နေပါတယ်။ဘူနာပတ်ဟာတချိန်ကရုံအုပ်ကြီးရဲ့တိုက်ခိုက်မှုကိုခံခဲ့ရပါတယ်။သူနဲ့သူ့ရဲ့တပ်သားတွေအတွက်ဂျွန်လိုက်ပွဲတစ်ခုကိုစီစဉ်ခိုင်းပေမယ့်လောင်ဝိုင်းထဲကနေတက်လိုက်တဲ့ရုံတွေကနပိုလီယံနဲ့သူ့ရဲ့တပ်သားတွေကိုကြောင်းနာတကြားပြေးဝင်တိုက်ခိုက်ခဲ့ပါတယ်။ဒါဟာတော်တော်လေးကိုထူးခြားတဲ့အပြည့်အဝတစ်ခုလို့ဆိုရမှာပါ။ဒီကိစ္စတွေကတော့ကမ္ဘာသမိုင်းနဲ့ပတ်သက်တဲ့ဒုတိယတဲ့အချက်တွေကို တင်ဆက်ပေးခဲ့ပြီးဖြစ်ပါတယ်။ကျေးဇူးတော်ပိတ်သက်တွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဆဲဝင်တန်းရောက်ကောင်းတဲ့တမန်အချက်အလက်တွေနဲ့အတူအပိုင်းနဲ့မှာပြန်လည်ဆုံပြေကြပါစို့။အဲ့ဒီအပိုင်းမှာဘလို့အကြောင်းအရာတွေပါမလဲဆိုတာစောင့်မျှော်ကြည့်ရှုကြပါအောင်ခင်ဗျာ။